ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ Facebook monetization ဘုကပေးတဲ့ဒေါ်လာဝင်ငွေတွေကိုအပြင်မှာထောက်ယူသုံးစွဲဖို့အတွက်ကျွန်တော်တို့မှာ bank account မရှိဘူးဆိုရင် Visa ကဲ့ Master ကဲ့တင်တဲ့ဘလို့ထောက်ယူသုံးစွဲမှာလဲဆိုတာကိုအခုဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့မှာ Facebook monetization ဘွားပေးမယ်ဒေါ်လာဝင်ငွေတွေကိုထောက်ဖို့အတွက်ဘဏ်အကောင့်မရှိဘူးဆိုရင်ကျွန်တော်တို့ဟာ Facebook monetization ရှောက်တဲ့ရှင်မှာ Facebook ကပေးထားတဲ့ဘဏ်လင်းနဲ့ရှောက်မှလား PayPal နဲ့ရှောက်မှလားဆိုတာမေးထားတာရှိပါတယ်အဲ့ဒီရှင်မှာကိုကဘဏ်ကဲမရှိဘူးဆိုရင်ဘဏ်အကောင့်မရှိဘူးဆိုရင်ကိုကဘဏ်လင်းကိုမရွေးချယ်ပေးနဲ့သူတို့ပေးထားတဲ့ PayPal လင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့ဒီ PayPal ထဲမှာ ကိုရဲ့ PayPal account ထဲကိုလွန်အင်ဝင်လိုက်ပြီဆိုတာနဲ့ Facebook နဲ့နေပြီးတော့ကိုရဲ့ PayPal account နဲ့တစ်ခါတည်းရှိတ်ဆက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်လစဉ်လစဉ်22ရက်23ရက်နောက်ပိုင်း Facebook ကပေးတဲ့ဒေါ်လာဝင်ငွေတွေဟာကျွန်တော်တို့ရဲ့ PayPal account ထဲကိုဝင်လာမှဖြစ်ပါတယ်အဲ့ဒီလိုဝင်လာပြီဆိုရင် PayPal ထဲကိုဝင်လာတဲ့ဒေါ်လာငွေတွေကိုကျွန်တော်တို့ကဘယ်အကောင့်နဲ့ထုတ်လို့ရရတယ် ဗီဇာကဲနဲ့ထုတ်လို့လည်းရတယ်မာစတာကဲနဲ့ထုတ်လို့လည်းရတယ်အဲ့ဒါဆိုရင်ကျွန်တော်ကထောက်ယူသူစရတာအရင်လွယ်ကူတော့ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ခါတိုက်ထုတ်နေကြဒီ Facebook ကပေးလာတဲ့ဒေါ်လာဝင်ငွေတွေကိုကျွန်တော်ရဲ့ဒီ message trade visa ကနေဘလို့ထောက်ယူသူစရလို့ဆိုတော့ကျွန်တော်တားတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ PayPal account ထဲကိုဝင်ကြည့်မယ်ကျွန်တော်ရဲ့ဒီ PayPal account ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဟာဒီနေရာကိုရောက်လာမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ paper account ထဲမှာဒီမှာ Facebook ဒီမှာတော့ Facebook Facebook ကပေးတဲ့ပိုက်ဆံတွေဟာကျွန်တော်တို့ဒီမှာကျွန်တော်က20နှစ်ရင်းဆိုရင်လွှဲပေးတယ်ဒီမှာဆိုရင်21လစဉ်လစဉ်20ကျုံရင်ကျွန်တော်တို့က Facebook က monetization ကဝင်ငွေတွေဟာကျွန်တော်တို့ရဲ့ချိတ်ဆက်ထားတဲ့ paper account ထဲကိုဝင်လာမှာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ဒီမှာကျွန်တော်မှဒီမှာ Facebook ကပိုက်ဆံတွေကအများကြီးပဲ ဒီမှာနော်ဒီမှာဆိုရင်ကျွန်တော်ကမလေးရှားကဖြစ်တဲ့အတွက်ကျွန်တော်မလေးရင်းကနေကြားတယ်ဒါကမလေးရှား PayPal account နဲ့ Facebook ကိုကျွန်တော်ရှိဆက်ထားတာဖြစ်တယ်ဒီဒီ PayPal ထည့်ကိုဝင်လာတယ်ကျွန်တော်တို့ဒီဝင်ငွေတွေကိုအပြင်မှာထုတ်ယူပုံစံပို့တဲ့ကျွန်တော်ကဒီ message track ကိုအဖုံးပြုတယ်ပေါ့နော်ဒီ message track နဲ့ဘယ်လိုထုတ်ယူမလဲဆိုရင်ကျွန်တော်တို့ပထမအဆုံးဒီမှာဒီ PayPal ထည့်ကပိုက်ဆံကို ထုတ်ဖို့အတွက်ကျွန်တော်တို့ဒီဒီမှာ wallet ဆိုတာရှိတယ်အဲ့ဒီ wallet ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီနေရာကိုရောက်လာမယ်ဒီနေရာမှာကျွန်တော်တို့က mesh track ကနေဒီ paper ကိုဟိုရှိတ်ဆက်ထားရမှာပေါ့နော်ဒီ paper ထဲမှာဒီကျွန်တော်တို့ရဲ့ mesh track ရဲ့ shell တွေ bank account တွေကိုကဲနံဘက်တွေကိုဒီမှာဟိုရှိတ်ဆက်ထားရမယ်အဲ့ဒါဆိုရင်ပြည်တယ်နဲ့ကျွန်တော်တို့ဒီမှာကဲကောင်ဖုန်းကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီနေရာမှာသူ့ကို confirm confirm လောက်ဖို့အတွက်ကျွန်တော်တို့ကနင်းနေပပလောက်ရတာပေါ့ဗျာအဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြမယ် ကျွန်တော်တို့ရဲ့ကဲဟာဒီ paper နဲ့ဒီမှာ confirm ဖြစ်သွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီမှာအစဲလေးထုံစက်နေရာမှာကနန်းလေးစိတ်နေမယ်အဲ့ဒီဆိုရင်ကျွန်တော်တို့ကဒီ paper ထဲကပိတ်ဆံတယ်ကိုကျွန်တော်တို့ရဲ့ message track app ကို ထောက်ယူပုံစွလို့ရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီပိတ်ဆံတွေကိုထောက်ဖို့အတွက်ကျွန်တော်ရဲ့ message track app ကိုဝင်ပြီးတော့ကျွန်တော် message track app မှာပိတ်ဆံဘလောက်ရှိလဲဆိုတာကျွန်တော်ပြပေးမယ် message track app ထဲဝင်လိုက်ပြီဆိုတော့ကျွန်တော်မှဒီမှာ ringgit 1000နဲ့400နဲ့ကိုစနဲ့သုံးချက်ရှိတယ် ်ဒီနေရာကိုဖိတ်ကြည့်လိုက်ဖိတ်ကြည့်လိုက်ရင်ဒီမှာတော့ပိုက်ဆံအဝင်းမရှိဘူးနော်အဲ့တော့ဆိုရင်ကျွန်တော် PayPal account ထဲကပိုက်ဆံကိုကျွန်တော်ထွေးပြမယ်ကျွန်တော်တို့ကဒီ PayPal account ထဲကပိုက်ဆံကိုဒီ message tracker ကိုဒိုက်ရိုက်ထွေးဖို့အတွက်ဒီ PayPal service ကိုမဖုံးပြနေကျွန်တော်တို့ကဒီ Chrome browser ထဲကနေပြီးတော့ PayPal account ထဲကိုကျွန်တော်လွန်အင်ဝင်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ပိုက်ဆံဟာလွေလွေကူကူနဲ့အော်ထွေးရတာလေလွေကူတယ်အခုလွှင့်ရင်အခုရှယ်ရှယ်ရောက်တယ်ဒီဆွေးထဲကလွှင့်ရင်ဆိုတော့နင်းနေပါပါခက်ခဲရှိတယ် ဟိုကြာသွားတာတွေရှိတယ်ပိုက်ဆံအခုထွေးလိုက်ပြီဆိုတော့လည်းအဲရဲ့နှစ်ရက်အဲ့လိုစောင်းရတာတွေရှိတယ် session ရွှေ session ရောက်ရှင်ရင်ကျွန်တော်တို့ဒီ phone browser ကိုရွေးမယ် phone browser တဲ့ကိုဝင်မယ် phone browser တဲ့ကိုဝင်လိုက်ပြီဆိုတော့ဒီနေရာမှာ search bar ထဲမှာ paypal login ဆိုဆိုပြီးတော့ကျွန်တော်တို့ကရေးလိုက်မယ်အဲ့ဒီကိုလိုရေးပြီးတဲ့နေ့ကျွန်တော်တို့ဒီနေရာမှာ load into your paypal account ကိုနှိပ်မယ်ကျွန်တော်တို့နော်အဲ့ဒီ load into your paypal account ကိုနှိပ်ပြီးတဲ့နေ့ကျွန်တော်တို့ဒီနေရာကိုရောက်လာမယ်ဒီနေရာမှာကိုယ့်ရဲ့ paypal account ကိုကျွန်တော်တို့ login ဝင်မယ် လွန်အင်ဝင်လဲပြီဆိုတာနဲ့ကျွန်တော်တို့ဒီလိုမျိုးအော် paper ဟိုဒီလိုမျိုးကြားလာမှာပေါ့နော်အဲ့ဒီလွန်အင်ဝင်လဲပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာကိုရောက်လာမယ်ဒီနေရာမှာကဒီမှာအခုနာကဟိုဆိုးဝဲထက်ကပြားထားသလိုဒီဖက်မှာဆိုရင် Facebook ကဝင်တဲ့ပိတ်ဆံတွေကိုသူတို့ပြားထားတယ်ဒီမှာဆိုရင်ငွေအမောက်ဘယ်လောက်ရှိလို့ဆိုတာပြားထားတယ်ဒီပိတ်ဆံတွေကိုကျွန်တော်တို့က message tracker ကိုလွှင့်มาဖြည့်တဲ့အတွက်ဒီနေရာမှာ transfer form ဆိုတာရှိတယ်အဲ့ဒီ transfer form ကိုနှိပ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီလိုမျိုးပို့လာမယ် ဒီလိုမျိုးပေါ်လာပြီဆိုတော့ဒီမှာညညနောက်ချက်ကိုနှိုင်းမယ် transfer to you ဘဏ်ကိုနှိုင်းမယ်ဒီ transfer to you ဘဏ်ကိုနှိုင်းလိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီဒီနေရာကိုရောက်လာမယ်ဒီနေရာမှာကိုကဒီမှာ visa ကနေရှိဆက်တာဖြစ်တဲ့အတွက်ဒီမှာ you ဘဏ်ဒီမှာ visa ကနေရှိဆက်တာနော်ကျွန်တော်က message တွေကနေရှိဆက်တာဖြစ်တဲ့ဒီနေရာမှာဆိုရင်ဘဏ်အကောင့်နဲ့ရှိဆက်လို့ရတယ်ကျွန်တော်က message တွေကနေရှိဆက်တာဖြစ်တဲ့အတွက်ဒီနေရာမှာ you ဘဏ်ကိုနှိုင်းမယ်နှိုင်းပြီးတော့ကျွန်တော်တို့ဒီနေရာမှာနှိုင်းပြီးတော့ဒီနေရာမှာ next ကိုပို့မယ် next go တော့ပြီးနဲ့ဒီနေရာကိုရောက်လာမှာဒီနေရာကိုရောက်လာဖို့ဆိုတော့နဲ့ကိုကပိုက်ဆံဒီနေရာမှာဒေါ်လာနဲ့လွှဲရမှာဖြစ်တယ်ကိုငော PayPal ထဲမှာပိုက်ဆံဘယ်နဲ့ဒေါ်လာရှိလဲအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာဒေါ်လာ80လွှဲမယ်ဒေါ်လာ80ကိုယူရပြီးတဲ့ဒီမှာ next go တော့မယ် next go တော့ပြီးတဲ့ကျွန်တော်တို့ဒီမှာပေါ်လာမယ်ဒီနေရာမှာတော့ဒေါ်လာ80နဲ့ရှောက်ချက်ကိုဒီမှာမလေးရင်းကဲ300နဲ့တစီနဲ့ကိုကြရရပြီပေါ့နော်ဒီဟာကိုကျွန်တော်တို့ကဒီမှာ transport ကိုနှိပ်လိုက်တာနဲ့ transport ကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ပိတ်ဆံဟာကျွန်တော်တို့ရဲ့ message track app ကိုဝင်တော့ပြီဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်ကြည့်မယ်ဒီမှာနော်ဒီမှာကျွန်တော်အခုနာကျွန်တော်ပြားထားတဲ့ငွေတန်းမြောက်သွားပြီအာဒီနေရာကိုနှိမ့်ကြည့်နှိမ့်ကြည့်ပြီးတာနဲ့ဒီမှာအခုနာကကျွန်တော် PayPal ထဲကထွေးလိုက်တာပုံရ10ကိုကျက်ဟာဟိုနှစ်မိနစ်၃မိနစ်လောက်ဆောင်းရတယ်အဲ့ဒါဆိုရင် message track app ကိုဝင်သွားပြီအဲ့ဒီလို message track app ကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ဟာအဲ့ဒီပိတ်ဆံကို message track app နဲ့နေပြီးတော့ တိတ်တဲ့မလေးရှား ATM ဆဲကနေပြီးတော့ထောက်ယူသူ့ဆွေးလို့ရနေပါပြီခင်ဗျာ အကုန်လုံးကချီးစွတ်တင်ပါတယ် Facebook ကဒေါ်လာတွေတောက်တောက်လေးလေးဝင်ကြပါစေခင်ဗျာအကုန်လုံးကြီးပေါ်တိုးတက်ရှန်းသာကြပါစေခင်ဗျာနော်နောက်ဗီဒီယိုမှာပြန်လည်ဆွေးနွေးပါသေးတယ်ဘိုင်ဘိုင်